မင်္ဂလာပါသားသမီးတို့ရေဒီချဲကတော့ crisis မြန်မာစာကိုတင် जा ပေးမယ်ဒီချဲ agree ဖြစ်ပါတယ်အခုတင် जा ပေးမယ်သင်္ကန်းစာခေါင်းစဉ်လေးကတော့သင်္ကန်းစာ20ကရိယာအစုထဲကကရိယာဆိုရဲသင်္ကန်းစာလေးပဲဖြစ်ပါတယ်ကိုယ်တာရုတ်မီယိုရေ ပြုခြင်းဖြစ်ခြင်းရှိခြင်းကို ဖော်ပြတဲ့စကားလုံးတွေကို ကရိယာလို့ခေါ်ပါတယ်တီချဲရို့နေ့စဉ်သွာလာလှုပ်ရှားပြောဆိုနေကြတဲ့စကားလုံးတွေထဲမှာကရိယာတွေပါပါရယ်ကွယ်ဥပမာထိုင်ခြင်းစာရေးခြင်းစသည်တို့ဟာပြုလုပ်ခြင်းဖြစ်ပါရယ်ကွယ်ဖြစ်ဆိုတာကတော့အလိုအလျောက်ဖြစ်နေခြင်းကို ဆိုလိုပြီးတော့ တီရှိရှိဆိုတာကတော့ရှိခြင်းကိုပြောခြင်းပဲဖြစ်ပါ යි ကွယ်။ဒါဆိုအခုတီချေကဥပမာစာချောင်းလေးတွေပြပြပေးပါမယ်နော်။ခွေးကိုမုံကျွေးတယ်။ဒီဝါကြလေးမှာဆိုရင်ကျွေးဟာပြုခြင်းပြကရိယာပဲဖြစ်ပါတယ်။တရက်ပင်တွင်တရက်သီးများမှဲ့နေပြီ။ဒီဝါကြလေးမှာဆိုရင်မှဲ့ဟာဖြစ်ခြင်းပြကရိယာပဲဖြစ်ပါတယ်။ ငါမှာဖိုးဝါရုပ်လေးရှိတယ်။ဒီဝါကြလေးမှာဆိုရင်ရှိဟာရှိခြင်းပြကရိယာပဲဖြစ်ပါ යි ကွယ်။ကဲဒါဆိုရင်တော့တီချယ်တို့ဖတ်စာအုပ်ထဲကစာပိုက်လေးကိုဖတ်ကြည့်ကြရအောင်နော်။ဥပမောင်သည်သူ့အိမ်၌ဧကန်းရှိစင်မြင့်ပေါ်တွင်တင်ထားသောစောင်းကောက်ကို ကြည်ရင် ပြုံးလိုက်သည်။ထိုစောင်းကောက်သည် သူ့ဘဝအတွက် အမှတ်ရစရာတစ်ခုဖြစ်သည်အမှုပညာဗီဇရှိသော ဥပမောင်တို့ညီကိုတစုသည်စောင်းတီးသူကတီးစီးဝါလိုက်သူကလိုက်တချင်းဆိုသည်သူကဆိုနှင့်ဤဧကန်းတွင်ဂီတတံများစီပင်ခဲ့သည်မြေမသက်ငှက်လည်းမဟုတ်ပါရင်းမာထာတားလည်းမဟုတ်ပါ မြေမာသက်ငှက်လည်းမဟုတ်ပါရင်းမာထာတားလည်းမဟုတ်ပါ ဟူသောမေတ္တာရွှေဆောင်တခြင်းကိုဆိုရင်စောင်းကိုညင်ညင်သာသာတီးခတ်နေသောအကိုကြီးကိုမြင်ရောက်မိသည်စီးဝါးကိုကင်ချာရင်ငိုင်းနေတတ်သောဥပမောင်ကိုဟေ့ဗမောင်ဝါချလီကွာငါကဘလို့စရမလဲဟုမေဒလင်ကျိုးကိုညှိရင်ပြောတတ်သောအကိုလက်ကိုတန်းတာမိသည်ယခုတော့ထိုသူများအလုံး အနေနဲ့အရရက်တွင်တာဝန်ခံနေကြလိမ့်ပြီဤရေကန်းသေးတွင်ဥပမောင်နှင့် သူတို့ညီကိုတတိုက်နာမည်ပေးခဲ့သောမေတ္တာရွှေဆောင်တာကြံတော်သည် ဥပမောင်သည်စောင်းကျူများကို လက်ဖြင့်ထိတို့လိုက်ရင်အဝေးသို့ငင်းနေလေသည်ကဲဒီချေအခုဖပြခဲ့တဲ့စာပိုက်ကလေးတွေမှာအနက်ရောင်ဘိုးတင်ထားတဲ့စကလုံးလေးတွေဟာ ကရိယာတွေပဲဖြစ်ပါတယ် အဲ့တော့ကရိယာရဲ့အနက်အဓိပ္ပာယ်အဓိပ္ပာယ်သတ်မှတ်ချက်ကလေးကတော့ပြုခြင်းဖြစ်ခြင်းရှိခြင်းကိုပေါ်ပြတော့စကလုံးကို ကရိယာဟုခေါ်သည်ပဲဖြစ်ပါ යි ကိုကဲဒါဆိုရင်တော့စာပိုက်သေးက ကရိယာလေးတွေကိုတစ်ခေါက်ဖတ်ပြပေးပါမယ်ရှိတီမဟုတ်ငိုင်းတန်းတာတင်းလိုက်ထားချထန်ကြည့် ဆိုတိခတ်စပေပြုံးစီပင်မြင်ရောင်ညှိကြံဖြစ်တက်ကိုင်းပြောထိတို့ငေစသည်တို့ပဲဖြစ်ပါ යි ကွယ်ဒါဆိုခုသင်ငန်းစာလေးကိုဒီမှရင်နားပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်เนาะ